ချင်းပြည်နယ်အတွင်းကိုစစ်ကြောင်းထိုးလာတဲ့စစ်ကြောင်း၃ကြောင်းကိုခုခံတိုက်ခိုက်ခဲ့ရမှာစစ်တပ်ကဗိုလ်မှူးလာမျိုးထော်ပါဝင်ဦးကြီးနဲ့စစ်သားအများပြားကိုခြေမုံးနိုင်ခဲ့ပြီးချင်းတော်လိုင်းတပ်ဖွဲ့ဝင်9ဦးကြာဆုံးခဲ့တယ်လို့ CDS ရင်းကယမန်နေ့နိုဝင်ဘာလ30ရက်နေ့ကထုတ်ပြန်ထားပါတယ်။ယခုနှစ်မေလမှဩဂုတ်လအတွင်းစကိုင်းတိုင်းကလေးမျိုးမှစစ်ကြောင်းထိုးလာတဲ့အင်အားရှိရာကျော်ပါစစ်တပ်စစ်ကြောင်းကိုချင်းပြည်တပ်ပေါင်းစုနဲ့စစ်ဒေသတဲ့မဟာမိတ်အင်အားစုများက ခိုင်ကန်းစစ်ကြောင်းလိုတတ်မှတ်ခါအပြင်းထန်ခုခံကာဝဲခဲ့ပြီးလက်နက်ခဲယံတချို့ကိုပါတိမ့်စီရရှိခဲ့ကြောင်းနဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်းဒေါ်လင်းရဲဘော်စစ်နှုတ်ချဆောင်ကတချို့မှာဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။သို့တော်လည်းစစ်တပ်စစ်ကြောင်းဟာအပြစ်သက်ဆုတ်ခွာသွားခြင်းမရှိဘဲချင်းပြည်နယ်အဝင်း၅မိုင်ခန့်တနေရာမှာတပ်စခန်းထိုင်ချကအင်အားဖြည့်တင်းလျက်ရှိနေခဲ့တယ်လို့သိရပါတယ်။စစ်တပ်ကအော်တိုဘာလကုန်ပိုင်းမှစပြီးတိတိမျိုးပေါ်သို့လေးချောင်းနဲ့စစ်သားအင်အားအချင်းချင်းပြန်လည်ဖြည့်တင်းကာ နိုဝင်ဘာလဆန်းမှာချင်းပြည်နယ်အဝင်ခိုင်ကံပမာတိုင်းငယ်ဘက်ကိုဥတီပြီးစစ်ကြောင်းတစ်ကြောင်းစတင်ထိုးစစ်ဆင်လာခဲ့တာပါထို့နောက်ရန်နှင်းငယ်အတွင်းမှာတီးတိမ်မျိုးမှာတိုင်းငယ်ဘက်သို့နောက်ထပ်စစ်ကြောင်းတစ်ကြောင်းနဲ့ကလေးတောင်ပိုင်းမှာဝေဘူးလာဖလန်းမျိုးဘက်သို့ဥတီပြီးစစ်ကြောင်းတစ်ကြောင်းထပ်မံပြီးထိုးစစ်ဆင်လာခဲ့တယ်လို့ဆိုပါတယ်အကြမ်းဖက်စစ်ကောင်စီတပ်ဘက်ကချင်းပြည်နယ်အဝင်နေရအစုံကနေထိုးစစ်ဆင်လာတာကြောင့်ချင်းပြည်တပ်ပေါင်းစုအနေနဲ့စုဖွဲ့ပြီးခုခံတော်လှန်ရေးအခက်အခဲရှိလာတာကြောင့်ကိုနေရကိုအဖွဲ့စီအသီးသီးဖြင့်သာခုခံတော်လှန်ကြရင် အင်အားမများတာတာကြောင့်တဖြည်းဖြည်းပြည်သူ့ဘက်တော်သားများရဲ့ထိ ंछ ုပ်ရနေရများပြန်လည်လက်လွတ်ခဲ့ရတယ်လို့အတည်ပြုထားပါတယ်။အဆိုပါတိုက်ပွဲများအတွင်းတိုင်းငယ်ဘက်ကို UDP ထိုးစစ်ဆင်လာတဲ့စစ်တပ်စစ်ကြောင်းမှဗိုလ်မှူးလာမျိုးထုအပါဝင်စစ်ဗိုလ်အများပြားကိုခုခံချေမောနိုင်ပြီးချင်းပြည်ချင်းလန်းအင်အားစုဘက်မှရဲဘော်ခဏဦးမြင့်မြတ်စွာအသက်ပေးဆက်ခဲ့ရတယ်လို့လည်းသိရပါတယ်။ယခုအချိန်ထိတိုင်းအချမ်းဘက်စစ်တပ်ကိုဆက်လက် ခုခံတော်လှန်နေဆဲဖြစ်ပြီးခရီးဆုံးတိုင်းဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းနဲ့ယခုနှစ်အတွင်းအချမ်းဘက်စစ်တပ်ရဲ့ထိုးစစ်တိုက်ပွဲတွေကို ချင်းပြည်ဒေါ်လာရင်အင်အားစုများအနေနဲ့အချင်းချင်းခုခံတော်လှန်ခဲ့တယ်လို့လဲ CDF စီရင်ကတီးပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာမြောက်ဒီမှာ KNU ကစစ်ဆေးမှုများပြုလုပ်နေတဲ့မဲလက်ပံချားဖြန်ဝင်ကိုပြန်လဲရရှိဖို့စစ်တပ်ကအပြင်းထန်ထိုးစစ်ဆင်နေတဲ့တဲ့မှာမြောက်ဒီမြို့နယ်အတွင်း KNU ကစစ်ဆေးမှုများပြုလုပ်နေတဲ့မဲလက်ပံချားဖြန်ဝင်ကိုပြန်လဲရရှိဖို့အတွက်စစ်တပ်ကအပြင်းထန်ထိုးစစ်ဆင်နေရမှာယမန်နေ့ညပိုင်းထိတိုက်ပွဲတွေပြင်းထန်နေခဲ့တယ်လို့ကရင်စည်ရေးသတင်းမြစ်တွေကပြောပါတယ် ရမိုင်းနိုဝင်ဘာ30ရက်နေ့ကမြောက်ရီမြို့နယ်မင်းလက်ပံအနီးကိုစစ်တပ်ကအင်အားလုံးရင်းနဲ့စစ်ကြောင်းထိုးလာပြီးမြေပြင်စစ်တပ်စစ်ကြောင်းကို KGB အတွင်းမှစစ်တပ်က၎င်းမြောက်ရီမြို့ဆောင်တဲ285က၎င်းလက်နက်ကြီးများနဲ့ပစ်ကူပေးခဲ့တယ်လို့ဆိုပါတယ်မြန်မာစစ်တပ်ဘက်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးများကရမိုင်းမင်းနယ်ပိုင်းမှာထိုင်းနိုင်ငံတွေကိုကျရောက်ခဲ့ပြီးမြန်မာရွှေပြောင်းအလို့သမားနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်းဆိုပါတယ်ရမိုင်းနိုဝင်ဘာ30ရက်နေ့ညပိုင်းမှာလည်း မြန်မာစစ်တပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးများကထိုင်းနိုင်ငံတဲကိုထပ်မံကြောက်ခဲ့တာကြောင့်ထိုင်းစစ်တပ်ကသတိပေးမိကြီးများမြန်မာဘက်ကိုဖောက်ခွဲပြစ်ခတ်ခဲ့တယ်လို့လည်းသိရပါဗျ။မနေ့ကမနေ့ပိုင်းကလက်နက်ကြီးကြီး၅လုံးထိုင်းဘက်ကိုကျတယ်။ညပိုင်းမှာလည်းလက်နက်ကြီးကြီး၄လုံးကျတယ်။မနေ့ပိုင်းမှာထိုင်းစစ်တပ်ကမိခိုးပုံအမြောက်တွေဖြစ်တယ်။ညပိုင်းလက်နက်ကြီးကြီးကျတဲ့အချိန်မှာထိုင်းဘက်ကသတိပေးမိကြီးတွေကိုမြန်မာဘက်ကိုပြစ်ခတ်ပြီးသတိပေးတယ်။အခုကမင်းလက်ပံနေရာကိုပြန်သိမ်းဖို့စစ်တပ်ကပြည်သူစစ်နဲ့စစ်မှုထမ်းတပ်သားတွေအများကြီးတုံးပြီးထိုးစစ်ဆင်နေတာ။ နောက်ခလည်းလက်နေကြီးပစ်ကိုတွေ drone နဲ့တောက်လျှောက်ပစ်နေတယ်။အခုတည်းတော့ KNU ကထိန်းထားတော့မယ်လို့ KNC ရဲ့သတင်းရင်းမြစ်တွေကပြောဆိုထားတာဖြစ်ပါတယ်။နှစ်ဖက်တိုက်ပွဲများကြမှာကြားဖြန့်တရုံများနဲ့ကြားဖြန့်ယုံများမှအလုံသမားများမှပိတ်မိနေစေဖြစ်ပြီးထိုင်းမြန်မာနယ်စပ်တောင်ရင်မြေကမ်းဘေးမှာတောင်တင်နေစေဖြစ်တယ်လို့လည်းဆိုပါတယ်။ထိုင်းစစ်တပ်ကလည်းတောင်ရင်မြေကမ်းဘေးမှာတောင်တင်နေတဲ့ကြားဖြန့်တရုံတွေကိုလက်မခံသေးဘဲဆက်လက်စောင့်ကြည့်နေတယ်လို့သိရပါတယ်။ထိုင်းဘက်ခြမ်းကိုလက်နေကြီးကြီးများစတိုက်ကြရောက်နေတာကြောင့်ထိုင်းစစ်တပ်က မြန်မာဘက်မှထိုင်းဘက်သို့ကန်ကူးခွင့်များပိတ်ပင်ထားတယ်လို့လည်းသိရပါဗျ။မင်းညင်းကထိုင်းဘက်ကိုလက်နက်ကြီးကြီးတွေထွက်ကြလို့ထိုင်းဘက်ကမိကြီးတွေမြန်မာဘက်ကိုပြစ်ပြီးကြီးမကျော်ဖို့အချက်ပြတယ်။နောက်ပြီးထိုင်းမြန်မာနယ်စပ်ကန်ကူးတဲ့နေရာတွေကို9ရက်ပိတ်တယ်။ထိုင်းဘက်ချမ်းမှာပြည်သူတွေကိုလည်းကြီးလုံးမဲ့နေရာကိုရွှေ့ပေးနေတယ်။အခုကတော့မဲလက်ဘက်မှာစစ်ကြောင်းထိုးလာလို့ဝေါ်ရီဒရာပိတ်ထားတယ်။ပြီးတော့ထိုင်းမြန်မာနယ်စပ်မော်လီချိုင်းကန်ကူးပိတ်တယ်။ကြောက်ခတ်ကန်ကူးပိတ်တယ်။မဲလက်ပံပိတ်တယ်။ အားလုံးပိတ်ထားတာပါထိုင်းဘက်နဲ့ DKBA ကပိတ်တာပါလို့ကရင်စည်သတင်းရင်းမြစ်တွေကပြောဆိုထားပါတယ်။မြောက်ဦးမြို့နယ်မဲလက်ပံချေးဝါနီမှာရှိတဲ့ကြားဖြန့်ရုံတွေကို KNU ကနိုဝင်ဘာလ22ရက်နေ့ကတင်ပိုက်ခဲ့ပြီးအဆိုပါနေရာများမှာရှိတဲ့ကြားဖြန့်အလုပ်ရုံနဲ့ဝင်းများကိုစုံစမ်းစစ်ဆေးများလှုပ်ဆောင်နေချိန်မှာစစ်တပ်ကထိုးစစ်များအရှိန်ဟုန်မြင့်နေခြင်းလည်းဖြစ်ပါရယ်ခမ ्या ။မိုးကုတ်မြို့ပြင်အနောက်ပိုင်းကိုစစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့်တော်လိုင်းတင်များနဲ့တိုက်ပွဲဖြစ်ပြီးစစ်ကြောင်းနောက်ပြန်ဆုတ်သွားတဲ့တဲ့ရင်ကိုလည်းဖော်ပြပေးပါမယ်။ မန္တလေးတိုင်းမိုးကုတ်မြို့ပြန်နောက်ပိုင်းကိုစစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့်ဒေါ်လင်းဟိတပြားနဲ့တိုက်ပွဲဖြစ်ပြီးစစ်ကြောင်းနောက်ပြန်ဆုတ်သွားတယ်လို့မိုးကုတ်ဒေသပြည်သူတချို့နဲ့ဒေါ်လင်းဟိသတင်းရင်းမြစ်တွေကပြောဆိုထားပါတယ်။နိုဝင်ဘာလ29ရက်နေ့နဲ့နိုဝင်ဘာလ30ရက်နေ့မှာအကြမ်းဖက်စစ်တပ်ကမိုးကုတ်မြို့တွေကိုဝင်ရောက်နေရယူခဲ့ပြီးတို့ရမှာနိုဝင်ဘာလ30ရက်နေ့ညနေပိုင်းမှာစစ်တပ်စစ်ကြောင်းတွေကမိုးကုတ်မြို့ပြင်အနောက်ပိုင်းသို့စစ်ကြောင်းများကျော်ဝင်လာပြီး အဆိုပါနေရာများမှာတော်လိုင်းတက်တွေကထိုင်းခြားထားတာကြောင့်စစ်တပ်စစ်ကြောင်းနဲ့တော်လိုင်းတက်တွေကြားတိုက်ပွဲဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။မိုးကုတ်နောက်ဖက်တောင်ပေါ်ဘက်ကိုစစ်ကြောင်းတွေဝင်လာတာပါမြို့ပြန်မှာတော်လိုင်းတက်တွေရှိတယ်ဗျ။မြို့ထဲကနေစုခွာပေးထားတာအဲ့ဒါကိုစစ်ခွေးတွေကမြို့ပြန်ထိထွက်ပြီးစစ်ကြောင်းထိုးတာပါထိတွေ့မှုဖြစ်ပြီးတော့သူတို့ပြန်ဆုတ်သွားတယ်။ထပ်ပြီးပြန်လာနိုင်သေးတယ်လို့တော်လိုင်းသတင်းရင်းမြစ်တွေကပြောဆိုထားပါတယ်။အော်တိုဘာလ29ရက်နေ့နဲ့28ရက်နေ့တို့မှာဒီဟိုနိုင်ငံထိုးကိုစလဲမစ္စတာတက်ရှိကျွင်းရဲ့ဂျောင်းဝင်ညီနိုင်မှုနဲ့ တရုတ်နိုင်ငံကုမင်းမြို့မှာတရန်အနေနဲ့ချမ်းဖက်စစ်တပ်တို့အပြစ်ခတ်ရစေဖို့မိုးကုံနဲ့မိုးမင်းမြို့တို့ကိုပြန်လည်ပေးအပ်ဖို့သဘောတူညီခဲ့ကြခြင်းလည်းဖြစ်ပါတယ်။အဲဒီနောက်မန္တလေးတိုင်းမိုးကုံမြို့ကို TNL တပ်ဖွဲ့ကစစ်ကောင်စီထံကိုပြန်လည်ပေးအပ်တည်တိုင်းမိုးကုံမြို့ကိုစစ်ကောင်စီလက်အောက်မကျရောက်စေဖို့အစွမ်းကုန်ကာကွယ်သွားမှာဖြစ်ကြောင်းတော်လိုင်းဟိတ်တဲများကသတင်းထုတ်ပြန်ခဲ့တော်လဲ TNL ကမိုးကုံမြို့တွင်ထိစစ်တပ်ကိုခေါ်သွင်းလာခဲ့ခြင်းပဲဖြစ်ပါတယ်။ ဂျပန်နေကမိုးကမြုပ်နောက်ဖက်ကိုစစ်တပ်ကစစ်ကြောင်းထိုးလာချိန်မှာတော်လဟိတ်တပ်များကအချိန်မီတရှိခဲ့ပြီးစစ်တပ်စစ်ကြောင်းကိုရှေ့ဆက်မတိုးလာစေရန်အပြင်းထန်တိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဂျပန်နေညနေပိုင်းတိုက်ပွဲမှာစစ်တပ်ဘက်ကထိနာပြီးပြန်ဆုတ်သွားတာပါ။သူတို့မျိုးတွေကနေစစ်ကြောင်းထွက်လာချိန်ကလေးကဒီဘက်ကိုသတင်းရောက်တယ်။မိုးကမြုပ်ပြင်ဘက်ဘက်လည်းမှာတော်လဟိတ်တပ်တွေရှိနေတယ်လို့မိုးကမြုပ်မှာကင်းထောက်သတင်းမြစ်တစ်ခုက ရှင်းပြထားတာဖြစ်ပါတယ်။မိုးကုံနဲ့မိုးမင်းမြုပ်မှာတရန်လီဆုတ်ခွာမှုအတွက်တောင်းဒေတာကိုလည်း မြန်မာစစ်တပ်ကလင်းရင်နဲ့ဘုံကျဲချင်းနဲ့ထိုးစစ်ဆင်တိုက်ခတ်ခြင်းများမပြုလုပ်ဖို့ကတိပြုထားပါတယ်။ဒသ29စစ်စင်ရေးတွင်တောင်မျိုးသားလူမျိုးရေးတပ်မတော် TNL ကမိုးကုတ်၊တီဘော၊ကြောင်မဲ၊နောင်ချိုး၊မိုင်းလုံး၊မိုင်းငော့၊မိုးမိတ်၊နန်းဆန်း၊မန်တုံ၊ကွတ်ခိုင်၊နန်းခမ်းနဲ့နံပတူမျိုးများကိုသိမ်းပိုက်ရရှိခဲ့ပြီးစစ်ကောင်စီတပ်ကကြောင်မဲ၊နောင်ချိုး၊တီဘောကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ကောင် TNL ကမိုးကုတ်နဲ့မိုးမိတ်မျိုးများကိုပါထပ်မံဆွလွန်မှာဖြစ်တာကြောင့် TNL လက်ထက်မှာ မိုင်းလုံးမိုင်းကောနန်ဆန်မတ်တုံကုတ်ခိုင်နန်ခမ်းနဲ့နန်ပတူမြို့များသာကြန့်ရှိတော့မှာလည်းဖြစ်ပါတယ်ခင်ဗျာဒေါက်တာဆဆောက်ဆောင်ပြီးချင်းပြည်ကြတဲ့လူငယ်များပါဝင်တဲ့ IPFD Institute ဖွဲ့စည်းလိုက်တဲ့တဲ့မှာပြည်ပဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဒေါက်တာဆဆာကအမျိုးသားညီညွတ်ရေးအစိုးရ NUG ကနေနှုတ်ထွက်ပြီးတဲ့နောက်အမေရိကန်ရောက်ချင်းပညာတတ်လူငယ်တွေပါဝင်တဲ့ Institute of Peace and Perpetual Democracy IPFD ကိုဦးဆောင်ဖွဲ့စည်းလိုက်ပါတယ် IPFD ဟာအမေရိကန်အစိုးရစီမံမှတ်ပုံတင်ထားပြီးတရားဝင်လှုပ်ရှားတဲ့ institution ဖြစ်တယ်လို့ဘန်နာရီအတွက်တရားဝင်ပန်းစင်းကိုလည်းဖွင့်နေထားပြီးဖြစ်တယ်လို့သိရပါဗျ။အမေရိကန်ပြည်ထောင်စုမှာဒီ institution ကိုထူထောင်တယ်လို့ Britain, Australia တို့အပါအဝင်မြန်မာအတိုင်းအဝန်းများပြားရှိတဲ့နိုင်ငံတွေမှာလည်း institution ကိုဆက်လက်တိုးချဲ့တည်ထောင်သွားမယ်လို့သိရပါဗျ။ IPFD မှာ institution လမ်းစဉ်၃ရပ်ချထားပြီး အုပ်ချုပ်ရေးလော်ဘီနဲ့စီယုံရေးဗန်ဒါရေးနဲ့စီးပွားရေး institution တွေဖြစ်ပါတယ် institution တည်ထောင်ပြီးနောက်မြန်သာတဲ့ပထမဆုံးခြေလှမ်းအနေနဲ့စစ်ကောင်စီရဲ့အထူးရောက်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလူမှုအမြင်သဘောထားကောက်ယူမဲ့ True Choice မြန်မာ application ကိုဒီဇင်ဘာလထဲမှာမိတ်ဆက်သွားဖို့ရှိနေပါတယ်ဒေါက်တာဆဆာကဒီတော်လေးကိုလုတ်တဲ့အခါမှာအလူငွေရှိတဲ့အခါမှာစစ်သွားတိုက်တယ်အလူငွေမရှိတဲ့အခါနောက်ပြန်ဆုတ်တယ်ဆိုတဲ့ပုံစံတွေကတော့ဒီတော်လေးကသွားလို့မရတော့ဘူး ငွေကြေးနဲ့စီးပွားရေးလုပ်ငန်းစဉ်လိုလာတယ်။ဆိုတော့ institution ၃ခုရှိတယ်။နံပါတ်၁ institution ကတော့အုပ်ချုပ်ရေး institution ဖြစ်တယ်။နံပါတ်၂ကတော့ lobby နဲ့စီးရုံးရေး institution ဖြစ်တယ်။နံပါတ်၃ကတော့ဗန်ဒါရေးနဲ့စီးပွားရေး institution ဖြစ်တယ်ဆိုတာကိုအထူးချုပ်နဲ့ကျွန်တော်တို့မိတ်ဆက်ချင်ပါတယ်။အခုကအဲ့ဒီလိုမသွားဘူးဆိုရင် တော်လိုင်းကဆက်သွားလို့မရတော့ဘူး။နံပါတ်1တရံစာရအရင်းမြစ်ရရှိရေးကိုသွားမှာဖြစ်တယ်။နံပါတ်2တရံစာရအရင်းမြစ်တွေရရှိပြီဆိုတာနဲ့ကျွန်တော်တို့ကတပ်ပေါင်းစုကိုဖွဲ့ဖို့လိုအပ်လာပါတယ်။ နံပါတ်3ကတော့စစ်အနိုင်တရေးကိုတွားဖို့လိုတယ်။နံပါတ်4ကဒါဖြင့်ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ရေးဆွဲရေးနဲ့ရွေးကောက်ပွဲဖြစ်မြောက်ရေးပေါ့။နံပါတ်5အနေနဲ့ကတော့မြန်မာနိုင်ငံကိုလည်း United States of Myanmar ဆိုတာကိုကျွန်တော်တို့ကကြဲကြဲလောင်လောင်နဲ့နိုင်ငံတကာမှာအော်ဖို့လိုအပ်လာပါတယ်လို့ပြောဆိုထားပါတယ်။ American ပြည်ထောင်စုမှ IPFD ကိုထူထောင်တာဟာစစ်ကောင်စီရဲ့ခြေလှမ်းတွေကိုစနစ်တကျတုံ့ပြန်နိုင်ဖို့ဖြစ်တယ်လို့လည်းဆိုပါတယ်။စစ်ကောင်စီက American ပြည်ထောင်စုက lobby company တွေကိုဒေါ်လာတန်းချီပေးငားရန်ထားပြီး ဒီလော်ဘီလုပ်ငန်းတွေမှာအလုပ်လုပ်ကြနေတဲ့ပညာတတ်လူငယ်တွေရဲ့ခြေလှမ်းတွေကိုရှင်းပြနိုင်ဖို့တော်လိုင်းအင်အားစုတွေဘက်ကလည်းလူငယ်ပညာတတ်တွေရဲ့အားကိုလိုအပ်နေတာဖြစ်ပါတယ်။ IPFD ရဲ့ဥက္ကရာရုံးတာလောကမြန်မာနိုင်ငံမှာအခုအခြေအနေကောင်းလာပြီးမြန်မာနိုင်ငံမှာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲရှိလာပြီးတကယ်တော့ပြည်ထောင်စုပြည်ပခါတွေကအများကြီးရှိနေတာ။ဒါပေမဲ့အမေမြေလုံခြုံရေးဝန်ကြီးဌာနစီကဒီကြေညာချက်ထွက်လာတယ်။ဒါကတကယ်တော့သူတို့စီကထွက်လာတဲ့အချက်လည်းမဟုတ်ဘူး။စစ်တပ်ကပိုက်ဆံပေးထားတဲ့ lobby company စီကထွက်လာတာ။ အဲ့ဒီတော့ lobby company ကဒီကြေညာချက်ကိုပြုတ်လုလိုက်တာလို့ပြောလို့ရတယ်။ lobby company က TPS ခံစား권ကိုကျွန်တော်တို့စီကဖယ်ထုတ်လိုက်တာဖြစ်တယ်။စစ်တပ်စီမှာရှိနေတဲ့ဒီမဟာပြူဟာကိုကျွန်တော်တို့ကပြန်လည်တုံ့ပြန်ဖို့လိုအပ်ပါတယ်လို့ပြောဆိုထားပါတယ်။ဒေါက်တာဆဆဖွဲ့စည်းလိုက်တဲ့ institution မှာဥဆောင်ပါဝင်တဲ့ချင်းလူငယ်တွေဟာပညာတတ်တွေဖြစ်တယ်လို့စီးပွားရေးလုပ်ငန်းကျွမ်းကျင်သူတွေဖြစ်တာကိုလည်းတွေ့ရပါတယ်။ဒေါက်တာဆဆပြည်ထောင်စုဝန်ကြီးဖြစ်တာဝန်ယူခဲ့တဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG PP ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနဟာ NUG အစိုးရကရှော့ချဖို့ပြင်ဆင်ထားတဲ့ဝင်ကြီးဌာနတစ်ခုဖြစ်တာလက်ရှိအခြေအနေထက်ပိုလို့လက်တဲ့အခြေအနေနဲ့တော်လိုင်းလုပ်ငန်းတွေကိုဆောင်ရွက်ချင်တာကြောင့်ယာရုကနေနှုတ်ထွက်ပြီး institution တွေကိုထူထောင်ခဲ့တာလို့ဒေါက်တာဆော်ဆာကရှင်းလင်းပြောဆိုထားတာပဲဖြစ်ပါတယ်ခင်ဗျာ